လူသားတို့ရဲ့စိတ်အမှောင်တုတွေကနည်းနည်းတဲ့လှုပ်ဝက်ချက်တွေအော်ဟစ်တန်တွေအိတ်စိတ်တဲ့ဤတွားတန်တွေပဲ့တင်ထနေတဲ့နေရာတခုဒီနေ့စမတို့ဟာအမေရိကန်ပြည်ထောင်စုအနောက်ဘာဂျီးနီးယားပြည်နယ်က Trans Allegheny Lunatic Insane ရဲ့ထိလန့်စရာတမိုင်းကြောင်းနဲ့ဒီနေ့ရွေးချယ်မှာကညင်နေဆဲဝင်းညီရဲ့အကြောင်းကိုဖော်ထုတ်သွားမှာပါ ဒီအရမအဆောက်အုံကိုတော့1858ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့ Kimbrick Plan လို့ခေါ်တဲ့ဆရောကကုသရင်တွေးခေါ်ပေါ်စီခံရတာပါဒါဒါသောမစ်စတိုရီကိပရကလိုနာရီဟာတန်ရှင်းတယ်လေ။နေအောင်ချင်းနဲ့တတတတရှိတဲ့ပဝင်းစင်မှာအကောင်းဆုံးကုသမှုရနိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်။မူလကတော့လူနာ250အတွက်ပဲရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့အမေရိကန်ပြည်တွင်းစစ်ရဲချမ်းမှာဆက်လုပ်ခဲ့ရတဲ့ဒီစစ်ရုံဟာဖွင့်လှစ်ပြီးမကြာခင်မှာပဲသူတို့ရဲ့ကနဦးရွေချက်တွေနဲ့ဝေးကွာလာခဲ့ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှစိတ်ချမ်းမရေးဆိုင်ရာအသိပညာနဲ့ပါမှုလူဦးရေတိုးလာမှုတွေကြောင့်ဒီစစ်ရုံဟာမမျှော်လင့်ဘဲနဲ့2600ကျော်တဲ့လူနာတွေနဲ့လိုအပ်တာတက်ပုံမှုဖြစ်ကျလာခဲ့ပါတယ်။စမိုးရဆူနောင်ပိုက်ကလည်း20ရာစုအစောပိုင်းအထိဆက်ရောတာကိုကုသရတဲ့နိလန့်တွေဟာစောက်မက်ပေါ်ရကောင်းလာပါတယ်။ ဒီ try allegiance အစလံမှာတော့စိတ်အယုံချို့ရဲနေတဲ့လူနာတွေကိုပုံမှန်လူလိုပြန်လည်ပြန်လာစေဖို့အတွက်ရည်ရွယ်ပြီးတော့အုံနောက်ခွဲစိတ်ကုသမှုရက်စက်ဖြစ်ကုသမှုရှင်းဖြစ်ကုသမှုဆိုပြီးစံတဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့ကြပါတယ် ဒီကုသမှုတွေဟာလူနာတွေကိုပုံမကောင်းမှုနာစေဖို့မဟုတ်ပဲပုံပြီးဆုံးရတဲ့အခြေအနေတွေနဲ့ရုပ်ပန်းဆိုင်ရာစိတ်ပန်းဆိုင်ရာထိခိုက်မှုတွေကိုပဲဖန်တီးပေးခဲ့ပါတယ်။တချို့လူနာတွေဟာဒီလိုကုသမှုတွေကြောင့်တည်ဆုံးခဲ့ရပြီးတချို့ကတော့ပုံမဲ့ဘဝကိုဘယ်တော့မှပြန်မရခဲ့ပါဘူး။ဒီနေရာတွေဟာသူတို့ရဲ့အော်ဟစ်တွေကြီးတော့တိုင်နေပြည့်နှက်နေခဲ့ပါတယ်။ ဒီစင်းရဲ့တမိုင်းကြောင်းကစန်းတန်းလေးလေးတရေချက်တဲ့ပုံမြင်တွေကပို့ပြီးတော့ပြင်းထန်လေးလေးပါပဲ Trans Allegheny Luna တကယ်ဆန်းလဲဟာ American နိုင်ငံရဲ့တရေချက်ဆုံးနေရာတွေတဲကနေရာတစ်ခုအဖြစ်နာမည်ကြီးပါတယ်ဒီနေရာမှာတည်ဆုံးခဲ့တဲ့လူနာတွေနှစ်ဆက်ခံရတဲ့ဝိညာဉ်တွေဟာဒီနေရာတွေကျမှကက်ညှိနေစေလို့ဒေသခံတွေနဲ့လာရောက်လည်ပတ်တဲ့သူတွေကယုံကြည်ကြပါတယ်။လူနာဟောင်းတွေထဲကနာမည်ကြီးတဲ့ဝိညာဉ်တစ်ခုကတော့လီလီဆိုတဲ့မိန်းကလေးငယ်လေးပါပဲ။ သူဟာဒီစေယုံမှာမွေးဖွားခဲ့ပြီးတော့စေယုံတဲမှာပဲကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။ညာဘက်ဆိုရင်သူ့ရဲ့အရှိတ်ကိုကစားပေါ်ရှာနေတယ်လို့မျိုးတွေ့ရပြီးအခန်းတစ်ခန်းကပလတ်စတစ်ဘောလုံးတွေဟာသူ့ဘာသာလှူရှာနေတာမျိုးတွေရှိတယ်လို့ပြောပါတယ်။တစ်ဂျင်လူနာတွေကျန်တဲ့နကုတမှုတွေပြီးခဲ့တဲ့ဆရာဝန်တွေနဲ့သူနာပြူရဲ့ဝိညာဉ်တွေဟာလည်းဒီနေရာတွေကြားမှာပဲ့တင်ထနေပါတယ်။တချို့လည်းပတ်သက်သူတွေဟာမမြင်ရတဲ့လက်နဲ့တွန်းတာမျိုး၊သပင်ကိုဆွဲတာမျိုး၊နာနာကပီတီတူပြောတာမျိုးတွေကိုကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ မရှင်းပြနိုင်တဲ့အလင်းတန်းတွေအပူချင်းရုတ်တရက်ကျဆင်းသွားတာမျိုးတွေတကားတွေသူ့ဘာသာပွင့်တာပိတ်တာမျိုးတွေကဒီဆေးရုံမှာနေစင်လုံးလုံးကြုံတွေ့ရတဲ့ဖြစ်ရပ်တွေပါညဘက်လာရောက်လဲပတ်တဲ့သူတွေဟာစိတ်ပန်းဆိုင်ရာထိခိုက်ပြီးထပ်ပြေးရတာမျိုးတွေလည်းရှိခဲ့ပါတယ် ဒီစေးရုံကြီးကိုတော့1994ခုနှစ်မှာအပြည့်အစက်ပိတ်သိမ်းခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့သမိုင်းဝင်နေရာတခုအဖြစ်ထင်ထင်ရှားပြီးတရဲချုပ်တဲ့နေရာတွေကိုစိတ်ဝင်စားသူတွေအတွက်ခရီးသွားဆွေးဆောင်မှုတခုဖြစ်နေပါတယ်တရဲလိုက်ရှာသူတွေသမိုင်းကိုလေ့လာသူတွေအတွက်ပုံပြင်ပေါင်းများစွာကိုဝတ်ထားတဲ့နေရာတခုပါပဲ Trans Allegheny Lunatic Asylum ဟာလူသမိုင်းရဲ့အမှောင်မှတ်တဲ့ခေတ်ကာလတခုကိုဖော်ပြနေပါတယ် စိတ်ကျမရေကိုဘလို့ချိကက်ကလေးလူသားချင်းစာနာမှုဘလို့နေပါကက်လေးဆိုတာကိုတော့ဒီနေရာကနေသင်ခန်းစာယူနိုင်ပါတယ်ဒီနေရာတွေကြားကဝိညာဉ်တွေဟာအတိတ်ရဲ့ညာကျင်မှုကိုဆက်လက်ပြီးတည်တည်ခံနေသေးပါပဲ တင်တို့ရောဒီလိုနေရာမျိုးတွေကိုတွားရောက်လေ့လာဖို့တသိရှိရလား Trans Alicante Luna Ticket ဆိုင်နဲ့အကြောင်းကြားဘူးတာတွေကိုယ်တိုင်ကြုံတွေ့ခဲ့ရတာရှိရင်လည်း comment မှာမျှဝေပေးခဲ့ပါဦးဒီဗီဒီယိုကိုကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ကျမရဲ့ channel ကို subscribe လုပ်ထားပြီးနောက်ထပ်စိတ်ဝင်စားစရာထိလန့်စရာသမိုင်းဝင်နေရာတွေအကြောင်းဗီဒီယိုတွေကိုဆက်မြှောက်ကြည့်ရှုပေးကြပါအောင်ရှင်